မန်နီယူခရိုနီကယ်စက်တင်ဘာ28မြင်ကွင်းနှစ်80နီးပါးကြာမြင့်လာတဲ့မြန်မာနိုင်ငံပြည်တွင်းစစ်ရဲ့ပင်မကြိုးယိုးနိုင်ငံရေးအယူဝါဒမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကာလဟာလွတ်လပ်ရေးရတဲ့တပ်တန်းနဲ့ထတ်တူနီးပါးလောက်ကြာရှည်လာခဲ့ပြီဖြစ်ပါတယ်နှစ်ပေါင်း100ကျော်ကြာကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှ်အင်ပါယာရဲ့ဝန်ကြီးချုပ်ဖြစ်ခဲ့သူဝင်းစတန်ချာချီကမြန်မာနိုင်ငံလွတ်လပ်ရေးရရင်ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့နမိတ်ဖက်ခဲ့တယ်လို့လည်း တမိုင်းနဲ့ဆိုင်တဲ့စာအုပ်စာတမ်းတချို့မှာဖတ်ခဲ့ရပူပါတယ်။ဝင်းစတန်ချာချီအနေနဲ့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအလွန်အနာဂတ်ကိုပြည်တွင်းစစ်ထဲတက်ဆင်းမယ်လို့ဘလို့အချက်လက်တွေအပေါ်အခြေပြုပြီးပြောဆိုတဲ့လဲတော့တိတိကျကျမသိနိုင်ပေမဲ့မြမတမိုင်းလက်ဝဲအယူဝါဒကင်ဆွဲတဲ့နိုင်ငံရေးအင်အားစုတွေရဲ့အနေအထားလူမျိုးစုအများအပြားနေထိုင်ကြတဲ့နိုင်ငံကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့တဲ့ဗြိတိရှအစိုးရတပ်တွေမှအမှုထမ်းခဲ့ကြတဲ့လူမျိုးစုအချို့ရဲ့အနေအထားနဲ့ ဗီဒီရှာတို့ရဲ့ဆက်ဆံရေးစတဲ့အချက်လက်တွေကိုအခြေပြုပြီးဖြစ်နိုင်ခြေရှိတဲ့အချက်ကိုဟောကိန်းထုတ်ခဲ့တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။1885ခုနှစ်မှာဗီဒီရှာတွေအထက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက်မြန်မာနိုင်ငံတွင်ပုံကံမှုကိုဆယ်စုနှစ်နဲ့ချီကြာရင်ဆိုင်ခဲ့ရတဲ့တမိုင်းနောက်ခံကြောင့်လဲမြန်မာနိုင်ငံရဲ့နိုင်ငံရေးဖြစ်တံရာခြေကိုမှန်းဆကြည့်ခဲ့တာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။လွတ်လပ်ရေးရပြီးကစားမြန်မာနိုင်ငံကံကြမ္မာဟာချာချီနမိတ်ဖတ်ခဲ့သလို ကန်ဆိုးစွာနဲ့ပြည်တွင်းစစ်မီးတဲ့တက်ဆင်းခဲ့ရတာဖြစ်ပါတယ်။ Community Party နှစ်ပါတီစလုံးလက်နက်ကင်တိုက်ခိုက်တဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့ကြသလိုလူမျိုးစုလူမျိုးရေးအတွက်တိုင်းရင်းသားလူမျိုးအချို့လည်း1948ခုနှစ်ကနေ1952ခုနှစ်လောက်ထိတနိုင်ငံလုံးအတိုင်းအတာနဲ့ပြင်းပြင်းထန်ထန်ပြည်တွင်းစစ်ကိုဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။တခင်တန်းထုံးဥဆောင်တဲ့ဗမာပြည်ကွန်မြူနတီပါတီစောဘဦးကြီးဥဆောင်တဲ့ကရင်မျိုးသားအစည်းအရုံး ဗမာတပ်မတော်ပြင်ဆင်ဖွဲ့စည်းပြီးနောက်အရန်အင်အားစုတပွဲဖွဲ့စည်းခဲ့တဲ့ပြည်သူ့ရဲဘော်အဖွဲ့နဲ့အခြားသောတိုင်းရင်းသားလူမျိုးစုအဖွဲ့တွေဖာစာပါလခေပြည်တွင်းစစ်မှာပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာမှာချင်းကပ်သုံးသက်တဲ့ရှူထောင်ကပြည်တွင်းစစ်မှာပါဝင်တိုက်ခိုက်ခဲ့ကြတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့နိုင်ငံရေးအယူဝါဒဖြစ်ပါတယ်။ဖာစာပါလအဖွဲ့ချုပ်ကိုအခြေပြုထားတဲ့တခင်နုဥဆောင်တဲ့အစိုးရအဖွဲ့ကကိုလိုနီစန့်ကျင်ရေးအယူဆရှိသည့်တိုင်လက်ဝဲအယူဝါဒကိုကင်ဆွဲတယ်လို့မဆိုနိုင်ပေ အမျိုးသားတဏရှင်တွေကိုကိုစားပြုတဲ့ပါလီမန်ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကဆိုရှယ်လစ်ဝါဒကိုလက်ခံတယ်လို့ဆိုတဲ့ပြည်သူ့ရေးတော်ဘုံပါတီဝင်အချို့ကဖဆာပလခေမြမတက်မတော်တဲ့ဥဆောင်တဲ့နေရာမှာပါဝင်ကြပေမဲ့ဒုတိယကမ္ဘာစစ်ပြီးနောက်ရေပန်းဆားလာတဲ့လက်ဝဲဝါဒကိုလက်ခံတဲ့အနေထားတော့မဟုတ်ကြပါဘူး။တစ်ဖက်မှာလက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်နေတဲ့ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တချို့နဲ့လူပုဂ္ဂိုလ်ယင်းနှိမှုဆက်ဆံရေးနဲ့ ဖဆပလာတဲ့ကအချို့သောခေါင်းဆောင်တွေတက်မှုတွေကလက်ဝဲညီညွတ်ရေးညီမှန်းချက်မျိုးရှိပေမဲ့လက်တွေ့မှာပြည်တွင်းစစ်ကိုမရှောင်လွှဲနိုင်ခဲ့ကြမရက်ဆဲနိုင်ခဲ့ကြတဲ့အနေအထားဖြစ်ပါတယ်။1962ခုနှစ်မှာဖဆပလာကနေနှစ်ဖွဲ့ကွဲသွားခဲ့တဲ့တခင်နုတခင်တင်ဥဆောင်နဲ့ပထမအစိုးရကိုအာဏာသိမ်းပြီးတက်လာတဲ့ကာကွယ်ဦးစည်းချုပ်ဗိုလ်ချုပ်နေဝင်းကထိုစဉ်ကကမ္ဘာမှာရေပန်းစားနေတဲ့ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးမယ်။ဒါ့ပေမဲ့ မြန်မာနီးမြန်မာဟန်ဆိုရှယ်လစ်စနစ်ဆိုတာကိုကင်ဆယ်ခဲ့ပါတယ်။မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီလို့ဆိုပေမဲ့လက်တွေ့အရတော့ဒနာရှင်တွေကိုမလိုလားသလိုဆိုရှယ်လစ်ကွန်မြူနတီကိုလည်းမလိုလားတဲ့စစ်အာဏာရှင်စနစ်အထိုင်နဲ့26နှစ်ကြာအုပ်ချုပ်ခဲ့ပါတယ်။အဲဒီကာလတွေမှာတိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အမျိုးသားလူမျိုးရေးအတွက်လက်နက်ကိုင်လမ်းစဉ်နဲ့ပျောက်ကြားစစ်နယ်စပ်ဒေသတွေမှာလူမျိုးနယ်မြေဒေသတွေထူထောင်ပြီးပြည်တွင်းစစ်ကဆက်လက်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ တိုင်းသားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လက်ဝဲလက်ရာနိုင်ငံရေးယူဝါဒထက်လူမျိုးစုလွတ်မြောက်ရေးကိုပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ရှိတဲ့ပြည်내ရရှိရေးစတဲ့အမျိုးသားရေးပေါ်အခြေပြုတဲ့နိုင်ငံရေးယူဝါဒကိုဂိုင်ဆွဲထားကြတာဖြစ်ပါတယ်။အချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့1948ပြည်တွင်းစစ်ကာလကနေအခုလက်ရှိအချိန်ထိအဆိုပါနိုင်ငံရေးယူဝါဒအနေအထားတိုင်းဂိုင်ဆွဲထားကြဆဲဖြစ်ပါတယ်။အချို့သောတိုင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ Confederation လို့ခေါ်ဆိုတဲ့ပိုပြီးလုတ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အနေအထားကိုမျှော်မှန်းကြသလိုအချို့ကလည်းလက်တွေ့ကျင့်သုံးနေကြတဲ့အနေအထားဖြစ်ပါတယ်။1989ခုနှစ်မတိုင်ခင် ကာလတွေတုန်းကပြည်တွင်းစစ်ရဲ့အဓိကအင်အားအကြီးဆုံးရံဘတ်တပ်နှစ်တပ်ကအစိုးရစစ်တပ်နဲ့ဗမာပြည်ကွန်မြူနတီပါတီဖြစ်ပေမဲ့1989ခုနှစ်ဧပြီလဗမာပြည်ကွန်မြူနတီပါတီပြိုကွဲပြီးနောက်မှာတော့ တိုင်းသားလက်နက်ကိုင်တွေနဲ့အာဏာသိမ်းထားတဲ့စစ်တပ်တို့ရဲ့အားပြိုင်မှုအသွင်ပြောင်းခဲ့တာဖြစ်ပါတယ်။1988မှာအာဏာသိမ်းတဲ့စစ်တပ်ဟာသူ့အရင်ဘွန်နေဝင်းရဲ့ဆိုရှယ်လစ်အမေရိကန်ဒဏ္ဍရှင်တွေကိုနှိပ်ကွပ်တဲ့စီးပွားရေးကနေဈေးကွက်စီးပွားရေးစနစ်ကိုပြောင်းလဲကျင့်သုံးခဲ့ပြီးနိုင်ငံရေးအရာတော့ဘ ਹੁ ချုပ်ကံမှုအားကြီးတဲ့စစ်အာဏာရှင်စနစ်လို့ဆိုရမှာဖြစ်ပါတယ်။2012ခုနှစ်ကနေ2021ခုနှစ်ဖေဖော်ဝါရီလစစ်အာဏာသိမ်းမှုကာလအကြမ်းမှာတော့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ညီညာရင်ညီလာခံစတဲ့တွဲဆုံမှုပေါင်းမြောက်များစွာလှုပ်ဆောင်ခဲ့ကြသလိုပြည်내အဆင့်ပြည်ထောင်စုအဆင့်သဘောတူညီမှုတွေကိုလည်းအဖွဲ့တော်တော်များများကသဘောတူလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းမှုနောက်ပိုင်းပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့ပြန်လည်တောက်လောင်လာချိန်မှာအ धिक အင်အားစုတွေကအမျိုးသားလွတ်မြောက်ရေးရည်မှန်းချက်နဲ့အမျိုးသားရေးဝါဒကိုကင်ဆယ်ကြတဲ့လက်နက်ကိုင်အဖွဲ့တွေဖြစ်လာပါတယ်။2020ခုနှစ်ရွေးကောက်ပွဲမှာအပြတ်သက်အနိုင်ရခဲ့တဲ့ NLD ပါတီကအများပြားပါဝင်ပြီးဖွဲ့စည်းတဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကလက်ရှိຫນွေဥတော်လန်ရေးရဲ့နိုင်ငံရေးဗဟိုချက်မှာရှိနေပြီး နိုင်ငံရေးအယူဝါဒအဖြစ်ဈေးကွက်စီးပွားရေးစနစ် Liberal ဆန်နှုန်းနဲ့တိုင်းရင်းသားအရေးမှာ Federal စနစ်ကိုကင်ဆယ်ထားတာဖြစ်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့အမျိုးသားလွတ်မြောက်ရေးရည်မှန်းချက်ကိုကင်ဆယ်ကြခြင်းကပြဿနာမဟုတ်တော့လဲ။မြို့သားရေးဝါဒကိုကင်ဆယ်ကြရမှာဘလို့ရှူဒေါင်းကနေ ဘလို့အတိုင်းအစနဲ့ခံယူကျင့်သုံးကြသလဲဆိုတာကအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးစုတွေအချင်းချင်းအကြားနေမြေအုပ်ချုပ်ခွင့်နဲ့နိုင်ငံရေးလွတ်လပ်ခွင့်အတိုင်းအစမတူညီမှုမယုံတင်ငါမှုနိုင်ငံရေးပြိပခစတာတွေကတစ်ဖက်မှာစစ်အာဏာရှင်ကိုရင်ဆိုင်နေရင်ပေါ်ပေါက်လာနိုင်တာလည်းဖြစ်ပါတယ်။ဒီအခြေအနေတွေကလူဦးတော်လှန်ရေးစစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကင်တိုက်ပွဲကို နောက်နေစီနောက်ပြန်ရောက်စေနိုင်တဲ့တော့ချက်တွေလည်းဖြစ်ကောင်းဖြစ်နေနိုင်တာသတိပြုကြရမှာဖြစ်ပါတယ်ခင်ဗျာ